ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။တိမ်ကတုသမီ channel ကနေကြိုဆိုလိုက်ပါတယ်။ ဒီကနေ့မှာဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဇတ်တော်ကြီးဆယ်ပွဲတဲကတိမီးယာဇတ်တော်ရဲ့အကြောင်းကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့တိမ်ကတုသမီ channel ကနေပရိသတ်များအတွက်သုတရတ္တရပွဲရာ စာအုပ်စာပေမျိုးစုံကို နေ့စဉ်ဖတ်ရှုပေးလျက်ရှိပါတယ်။ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like and subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုပါရစေရှင်။တိမီးယာဇတ်တော် ဘာယာနဒီပြည်တွင် ကာတိကရိမင်းကြီးသည် စန္နာဒေဝီမိဖုရားကြီးနှင့်အတူစိုးစံတော်မူသည် မိဖုရားကြီးစန္နာဒေဝီသည်တီလာဆောင်၍တစ္ဆာအတိတ်တံပြူရာဖျားလောင်းနတ်သားသည်မိဖုရားကြီးဤဝန်း၌ပရိတ်တရေယူလေသည်ဆန္နာဒေဝီမိဖုရားကြီးသည်တားတော်ကိုဖွားမြင်ခဲ့ရာမင်းကြီးနှင့်အတူပြည်သူအပေါင်းတို့ဝမ်းမြောက်ဝမ်းသာဖြစ်ကြသည်ဖြစ်သောကြောင့်မင်းသားလေးအားတေမိယဟုအမည်ပေးလေသည် တေမီယာမင်းသားလေးတလအရွယ်တွင် မင်းကြီးသည်သားတော်ရှေးမောက်တွင် ခိုးသားလေးဦးတို့ကိုအပြစ်စီရင်လေသည် မင်းသားလေးသည် မင်းဖြစ်ရခြင်းကြောင့်မလွဲမရှောင်သာပဲအကုသူများပြည်လို့ရကြောင်းစဉ်းစားမိ၍တန်ဝေကရရှိတော်မူသည် မင်းသားသည် ရှေးဘဝများက မင်းပြုခဲ့ရသည်ကြောင်းငရဲသူကြခံခဲ့ရပုံများကိုလည်းဉာဏ်ဖြင့်တွေးတော်မူသည်ဖြင့် နောက်အခါမင်းအဖြစ်ဆက်ခံရမည်ကိုစိုးရိမ်လျက်ရှိသည် မင်းသား၏စိတ်တော်ကရောက်ရှိနေမှုကို ရှေးဘွားကမိခင်ဖြစ်ခဲ့ဘူးသောထီးဖြူတော်ဆောင်နှစ်သမီးသိရှိလျင်မိခင်တပွဲဖန်ဆင်း၍မင်းသားထံသို့ရောက်ရှိလာသည်ထီးဖြူဆောင်နှစ်သမီးကမင်းအဖြစ်မခံယူလိုလျင်စွန့်အာနာမကြဟန်ဆောင်နေရန်မှာကြလေသည် တေမီယာမင်းသားလေစွန့်အာနာမကြဖြစ်နေသည်ကိုကာတိကရိမင်းကြီးသိလျင်ပရောဟိတ်ပုံနာတို့ကိုမေးမြန်းလေသည်ပရောဟိတ်တို့ကလည်းမင်းသားလေးဤစွန့်အာနာမကြခြင်းအကြောင်းအရာကို မသိနိုင်ကြ၍နီးလန်းမျိုးစုံဖြင့်မင်းသားဤအလိုကိုစမ်းသက်ရန်အကြံပြုလေသည်ထိုအခါမင်းကြီးသည် အထင်းတော်များအားမင်းသားလေးတစ်နှစ်အရွယ်ရောက်သည့်အထိတစ်နေ့လုံးနှုတ်တိုက်ကြွေးခြင်းမပြုရန်မှာကြလေသည် ။သို့သောမင်းသားလေးသည်မငိုဘဲတီးခံနေလေသည်။တနှစ်ပတ်လုံးထိုးတို့ပြုမူတော်လဲမင်းသားငယ်သည်တီးခံတော်မူနိုင်သဖြင့်နှစ်နှစ်သားအရွယ်တွင်မင်းအမတ်တို့သည် စားခြင်းစပွဲမုတ်ခဲပွဲတို့ကိုခင်းကျင်ပေးခဲ့သည်အခြားဖွားဘတ်တော်တို့ကစောင်းယူကြတော်လဲမင်းသားငယ်ဖျားလောင်းမှာစားသုံးခြင်းမပြုကြတတ်တော်နှစ်နှစ်ကျော်သုံးနှစ်တို့ရောက်ရှိလာသည့်အချိန်တွင် မင်းကြီးနှင့်မူမတ်တို့သည်ယာတီတီနံများဖြင့်စံသက်ကြပြန်သည်ဖျားအလောင်းမင်းသားငယ်သည် မတုံမလုံနေမြဲနေလေသည်သုံးနှစ်အရွယ်လုံချိန်တွင်မူမတ်အပေါင်းတို့ကစင်ယုတ်မြင်းယုတ်နွားယုတ်စသည့်ကစားစရာအယုံများဖြင့်ချော့မူလေသည်မင်းသားသည်တစ်နှစ်ပတ်လုံးနေမြဲအတိုင်းချုပ်တီး၍နေလေသည်လေးနှစ်အရွယ်လွန်၍ငါးနှစ်အရွယ်ရောက်ရှိလာချိန်တွင် စားကျင်ဇပွဲအစားအစာများကိုချက်ပြုတ်ပေးပြီးစက်တာပြန်လျင်အခြားဖွားဘက်တော်များကအလူအရက်စားတော့ကြတော့လေမင်းသားငယ်ကမူရယူကင်တွေ့ခြင်းပင်မပြုပေ၆နှစ်အရွယ်ရောက်ချိန်တွင်ကစားရန်တဲဤထမ်းရွက်ချောင်းများကိုမိရှို့စေခဲ့ရာအခြားဖွားဘက်တော်များက အလံတကြားထွက်ပြေးကြတော့လေမင်းသားငယ်သည် ထွက်ပြေးခြင်းမပြုပဲငြိမ်သက်စွာနေ၏အထိန်တော်တို့မြင်လျင်တိမ့်ပိုက်ချီယူကြလေသည် ထို့သောမိဖြစ်စံတတ်မှုကိုတနှစ်ပတ်လုံးအကြိမ်ကြိမ်ပြုလုပ်တော့လေထူးခြားမှုမရှိခဲ့သောကြောင့်6နှစ်ကျော်9နှစ်အရွယ်တွင် မင်းသားငယ်နှင့်ကစားပေါ်များကစားနေသည့်နေရာသို့ဆင်လိမ်မာတကောင်ကိုဆေးလွတ်လိုက်သည် စင်ကြီးသည်အော်ဟစ်ပြေးဝင်လာပြီးမြေကိုနှမောင်းဖြင့်ရိုက်ခတ်သည်ကို တွေ့ရှိလျင် ကစားပေါ်များကြောက်လန့်ငိုယိုပြေးကြသည်ဖျားလောင်မင်းသားငယ်ကမလုံမရှက်ရက်နေသည်ထိုနည်းကိုလည်းတစ်နှစ်ပတ်လုံးမကြာခဏစမ်းသက်တော်လဲအောင်မြင်မှုမရရှိခြင်း၈နှစ်အရွယ်ရောက်လာချိန်တွင် မွေများကိုမင်းသားငယ်တို့ကစားရာကွင်းပြင်သို့လွှတ်၍စမ်းသက်တော်လဲထူးခြားမှုမရှိခဲ့ပြန်ပေ ကိုးနှစ်အရွယ်သို့ရောက်သည့်အခါပျော်ရွှင်စရာကခုံမှုတို့ဖြင့်စမ်းသက်သည့်အခါတွင်လည်းမင်းသားငယ်သည်ပွဲသဘင်ကိုမကြည့်ဘဲငြိမ်သက်စွာနေလေသည်ဆယ်နှစ်အရွယ်သို့ရောက်သည့်အခါအယုတ်ဆိုးလာသော လူချမ်းကြီးတဦးကိုတန်လျက်ကိုင်းစေလျက်ကြောက်လန့်အောင်ထလန့်တော်လဲမင်းသားငယ်ကြောက်လန့်မှုလုံးဝမရှိ၍လက်လျှော်ရမြန်သည်ဖျားအလောင်းတိမ်မီရမင်းသားငယ် တဆက်တနှစ်အရွယ်ရောက်လာချိန်တွင်မင်းသားငယ်၏အိတ်ခမ်းကို အလုံးပိတ်ပြီးခယူသိမ်းမှုစေသည် မင်းသားငယ်သည်မလုံမရှက်ပင်ဖြစ်သည်ဆက်နှစ်နှစ်အရွယ်တွင်စီကြီးဖြစ်ခယူသိမ်းနည်းတူစမ်းသက်တော်လဲမိသွုံးမြလှုပ်ရှားခြင်းမရှိပေ73နှစ်အရွယ်တွင်ဖျားလောင်မင်းသားငယ်၏အိတ်ခမ်းတွင်မိမထုံးမဲထားလေသည် အလင်းရောင်မရှိ၍အခြားသူများအိမ်နေစဉ် ကိုလန့်လှုပ်ရှားလှုပ်လိမ့်မည်ဟုထင်မှတ်စမ်းသပ်ခဲ့တော့လေမင်းသားငယ်ကမလှုပ်မရှားပင်ဆက်လေးနေအရွယ်ရောက်သည့်အခါမူမတ်တို့ကမင်းသားငယ်ဤတကိုယ်လုံးကိုတင်လဲဖြစ်တုံလင်းကချင်းရင်ပေါများရာနေရာ၌နေစေသည်ချင်းရီတို့သည်မင်းသားဤသွေးကိုစုပ်ယူထိုးကြိုက်ကြသည်တိမီယာမင်းသားသည် ငရဲဘေးလောက်ဆင်းရဲခြင်းမရှိဟုစိတ်နှလုံးကိုတွင်းကတရားနှင့်နေလေသည် အသက်15နှစ်အရွယ်ရောက်လာချိန်၌မြစ်ပတ်နန်းစောနေသည့်အခန်းတစ်ခုအတွင်၌ထားပြီးရေချိုးခြင်း၊ကျိန်ကြီးကျိန်ငယ်ဆုံးခြင်းမပြုနိုင်အောင်စီစဉ်ထားသည့်ဖရာအလောင်းသည်တီးခံကငိမ့်သက်နေစေပင်ဖြစ်သည့်16နှစ်အရွယ်ရောက်ချိန်တွင်မင်းသားငယ်ဤတလွန်အောင်၌မိဖို့ထား၍မိငွေတို့ဖြင့်ကြက်ကင်တကဲသို့ထားသည်မင်းသားဤတကူလုံးအပူပူများပောက်ခါပူလောင်တော်လဲမင်းသားငယ်သည်ပြောင်းလဲမှုမရှိခြင်း 18နှစ်အရွယ်ရောက်သည့်အခါတွင်အညိတ်မင်းသမီးတို့ဖြင့်လှည့်ဖြားရန်ကြံစီကြပြန်သည် မင်းသားနှင့်မိမပြိုတစုကိုအတူထားပြီးချော့မြူစေသည်အညိတ်မင်းသမီးတို့သည်နီးမျိုးစုံဖြင့်အစွမ်းရှိသမျှချော့မြူကြသည်ဖျားလောင်မင်းသားကကာမဂုဏ်ကိုနှစ်သက်တော်မူခြင်းမရှိသဖြင့်ထွက်သက်ဝင်သက်ဖြင့်စိတ်ကိုချုပ်တီးနေလေသည်မင်းသမီးတို့သည်လည်း မင်းသားပါမျှထူးခြားခြင်းမရှိသည်ကိုတွေ့ရသဖြင့်ဘလူးသာဖြစ်လိမ့်မည်ဟုကြောက်လန့်ထွက်ပြေးကြသည်ဤကဲ့သို့မင်းသားအပေါ် တအူးတယောင်းမြအလိုဆန်း၍မရဖြစ်နေသည်ကြောင့်အာလုံးစိတ်ပြတ်အာရောကြလေသည်တိမိယမင်းသားအားဖွာပြီးတလသားအရွယ်မှာ16နှစ်အရွယ်တိုင်းဤကဲ့သို့ တနှစ်လျင်တစ်မျိုးစမ်းသက်ကြတော့လေမိတို့မြထူးကြခြင်းမရှိ၍မင်းကြီးသည်လွန်စွာစိတ်မချမ်းမသာဖြစ်ရသည် မင်းကြီးသည် မွေးဖွားစဉ်က လက္ခဏာဖတ်သောပရောဟိတ်ပုံနာတို့အားမေးမြန်းရာမင်းသားအားနန်းတွင်၌ဆက်လက်စံစားစီလျင် ခိုးသူတို့စူပူထကြွာလာနိုင်သဖြင့်မင်းသားအားမြေမြုပ်တယံရှောက်ထားကြရာ မင်းကြီးကလည်းသဘောတူလိုက်သည်မင်းကြီးကာတိကရစ်တီတိမ်မီယာမင်းသားအားမြေမြုပ်ရန်လက်ခံတော်မူသည်ကို မေရောဆန္ဒဒေဝီမိဖုရားကြားသိသည့်အခါမင်းကြီးထံမိမိပြန်အပ်ခဲ့သောစူညာအနက်မှာ သားတော်အားအိမ်ရှိမင်းသားအရာချီးမြှောက်ပေးရန် စုတစုကို ခွင့်ပြုရန်လျှောက်ထားတောင်းပန်လေသည် မင်းကြီးကစွန့်အားနာမကြသူနှင့်ထီးနှံမထိုက်တန်ဟု၍ညင်းပယ်သည်ထိုအခါမိဖုရားကြီးကခုနှစ်နှစ်တာကာလများထီးနှံကိုလွှဲပေးရန်လျှောက်ထားတောင်းပန်လေသည်မင်းကြီးကလက်မခံသဖြင့်6နှစ်5နှစ်4နှစ်3နှစ်2နှစ်တနှစ်စသည်ဖြင့်ခွင့်ပြုရန်တောင်းပန်လေသည် မင်းကြီးကတနစ်မြခွင့်မပြုကြောင်းညင်ပယ်သည်ကြောင်းမိဖုရားက6လ5လ4လ3လ2လ3လအဆရှိသဖြင့်အကြောင်းအမျိုးမျိုးပြကတင်ပြလျှောက်ထားသည့်တိုင်မင်းကြီးကလက်ခံတော်မူခြင်းမရှိပေထို့သောလအပိုင်းအခြားဖြင့်ခွင့်ပြုရန်ညင်ပယ်သည်ကြောင့်မိဖုရားကြီးကရက်အပိုင်းအခြားခွင့်ပြုရန် တင်ပြလျှောက်ထားတောင်းပန်လေရောက်မင်းကြီးက ခုနှစ်ရက်မြားထီးနှံကိုလွှဲအပ်ပေးရန်သဘောတူခွင့်ပြုလိုက်သည်မင်းကြီးနှင့်မိဖုရားဆန္ဒဒေဝီတို့သည်တိမ်မီယာမင်းသားအောင်မင်းမြောက်တဆာ၅ပါးဖြင့်ရာစာပလင်ထက်တင်ကမင်းမြောက်လေသည်ထို့သောထီးနှံအပီသည်နှင့်မဲ့တော်မိဖုရားသည်လည်းသားတော်တိမ်မီယာမင်းသားအောင်စကားပြောရန်၆ညပလုံးအမျိုးမျိုးတောင်းပန်လေသည် တေမီယာမင်းသားသည်မူလကပင်တိုင်းပြည်အုပ်ချုပ်မင်းလုံးရမည်ကိုကြောက်ရွံ့ကစွန့်အာနာမကြဟန်ဆောင်းနေသည်ဖြစ်၍နေမြဲသာနေလေသည်ထီးနှံအပ်ပြီး6ရက်ကြာသည့်တိုင် တေမီယာမင်းသားသည်ထူခြားမှုမရှိသည်ကိုမင်းကြီးသည်လျင်ယထာမူဥနန္ဒာအားခေါ်၍တေမီယာမင်းသားအားမြေမြုပ်တယံအမိန်ထုတ်လေသည် ဖျားလောင်းတင်မိရသည်ထီးနှဲမှလွမြောက်ရသည်ကိုဝမ်းမြောက်ဝမ်းသာဖြစ်လျက်ရှိသည်သူနန္ဒာယထာမှုသည်နောက်တနေ့နနက်တွင်မိဖုားကြီးအားတောင်းပန်ပြီးမင်းသားကိုမြေးမြုပ်တယံခေါ်ဆောင်သွားလေသည်မြုပ်ပြင်တင်ချိုင်းသို့ရောက်လျင်သူနန္ဒာသည်မင်းသား၏အဝတ်တံစားများကိုချွတ်စေပြီးမြေးမြုပ်ရန်တွင်ကို တူးလေသည်တင်မိရမင်းသားသည်ဝိတုကြောင့်နတ်သားဖန်ဆင်းပေးသောအဝတ်တံစားများကိုဝတ်ဆင်ပြီး ယထာမူတွင်တူနေသည်အကြောင်းကိုမေးသည်ယထာမူကစွန့်အာနာမကြနေသောတေမီယာမင်းသားကိုမြေမြုပ်တယံဖြစ်ကြောင်းလှဲ့မကြီးပဲဖြေချလိုက်သည် ထိုအခါတေမီယာမင်းသားကယထာမူအားမိတ္တပူဇာတရား၁၀ပါးကို ဟောကြားတော်မူသည်ယထာမူသည်မိမိအားတရားဟောကြားနေသူမှာမင်းသားဖြစ်ကြောင်းသိရလျင်မင်းသားအားကြည်ညိုလျက်နေပြည်တော်သို့ပြန်ရန် တောင်းပန်နေသည် တိမ်မီယာမင်းသားကထီးနှန်းကိုဆက်ဆုပ်ပြီးကြောင်းနန်းတော်သို့မပြန်လိုကြောင်းရှင်းလင်းပြောကြားလေသည်ထိုအခါယထာမူကခမည်းတော်နှင့်မေတော်တို့အားပင့်ဆောင်လာခွင့်ပြုရန်တောင်းပန်သည်ကိုတိမ်မီယာမင်းသားကခွင့်ပြုလေသည်ယထာမူလည်းအာရဝန္တာဖြင့်နန်းတော်သို့ပြန်ကမင်းကြီးနှင့်မိဖုရားတို့အားအလုံးစုံကိုရှောက်တင်လေသည်ဖျားလောင်းတေမီယာသည်ယထာမှုထွက်သွားသည်နှင့်ယဟန်ပြူကတရားအားထုတ်ရာ တမာဘတ်အဘိညာအမြင့်ထူးကိုရရှိလေသည်မင်းကြီးနှင့်မိဖုရားတို့သည်လည်းအာရဝန္တာဖြင့်တားတော်ရှိရာနေရာသို့လိုက်ပါရောက်ရှိကြလျင်တားတော်တိမ်မီရာအားယတိအသွင်ဖြင့်တွေ့မြင်ကြရသောကြောင့်မင်းသား၏ချုပ်ချံကြင်ကြံမှုကိုအံ့ဩချီးမွမ်းကြလေသည်မင်းကြီးကတိုင်းပြည်အုပ်ချုပ်မင်းလုံရန်တားတော်အားတောင်းမှန်သည်ကိုတေမီယာက တရားဟောသည်ဖြင့် မင်းကြီးမိဖုရားနဲ့အချွေအယံတို့အလုံးရဟန်းပြုရန်ကြံစီလေသည်ဘာယာနတိပြည်သားတို့ကလည်းစီးစိန်ဥစ္စာတို့ကိုစုံ၍မင်းကြီးနှင့်အတူရဟန်းပြုကြသည်ဘာယာနတိကိုတိမ့်ရန်ချီတက်လာသည်တမန်တရွေ့မင်းကြီးလည်းစုံပြစ်ထားသောဥစ္စာတို့ကို တွေ့မြင်ကတရားရသဖြင့်ဖျားလောင်းတိမ်မိရထံတွင်ရဟန်းပြုပြန်သည် ခုနှစ်ပြည်ထောင်မင်းပေါင်းတို့သည်လည်းထိုနည်းအတူယဟန်ပြုပြန်သည်ကွယ်လွန်ကြသည့်အခါတာဝတိန်သာအစရှိသောနတ်ပြည်၆ထက်တို့တွင်ကံအာနုဘောအကြီးအငယ်အားလျော်စွာထိုက်ရာပုံတို့၌အတီးတီးနတ်သားနတ်သမီးများဖြစ်ကြလေကုန်တော်သည်ဒီကနေ့အတွက်ကတော့ဒီလောက်ပါပဲရှင်။ နောက်နေ့နောက်နေ့တွေမှာလည်းပို့ပြီးတော့စိတ်ဝင်စားဖို့ရကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်။နားဆင်ပေးကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။